မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့ကလက်မတော်မြို့နယ်နဲ့ကမာရွတ်မြို့နယ်တို့မှာစစ်ကောင်စီဘက်ကရဲတပ်ဖွဲ့နဲ့စစ်တပ်ကမွေးထားတဲ့ပြူစောတိတွေအကြားပြစ်ခတ်မှုဖြစ်တဲ့အထိအချင်းများရန်ပစ်မှုတွေပေါ်ပေါက်လာတယ်လို့အဲ့ဒီပြူစောတိအဖွဲ့တွေကိုရဲကဖမ်းဆီးပြီးမဲ့စစ်တပ်ကပြန်လွှတ်ခိုင်းခဲ့တယ်ဆိုပါတယ် ဂျပန်စစ်ကောင်စီလက်အောက်ခံနက်စီရီယာဝန်ထမ်းတွေကိုနိုင်ငံတော်ပုံကပုမပူပန်ပါဝင်မှုအပါဝင် ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပြပဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်မြို့ကလက်မတော်မြို့နယ်နဲ့ကမာရွတ်မြို့နယ်တွေမှာစစ်ကောင်စီဘက်ကရဲတပ်ဖွဲ့နဲ့စစ်တပ်ကမွေးထားတဲ့ပြူစောထီးတွေအကြား ပစ်ခတ်မှုဖြစ်တဲ့အထိအချင်းများရန်ဖြစ်မှုတွေပေါ်ပေါက်လာသလိုအဲ့ဒီပူစောတိအဖွဲ့တွေကိုရဲကဖမ်းဆီးပြီးမဲ့စစ်တပ်ကပြန်လွတ်ခိုင်းခဲ့တယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားသလိုဒေသခံပြည်သူတွေကလည်းပြောထားကြပါတယ်ဖြစ်စဉ်ကတော့ဇွန်လ17ရက်နေ့ဖြစ်တဲ့မနေ့ကည8နာရီလောက်မှာပဲရန်ကုန်မြို့ကလက်မတော်မြို့နယ်ဂျက်ရှင်မော်တင်အနီးမှာစစ်ကောင်စီဘက်ကရဲတအုပ်ကိုစစ်တပ်ကမွေးထားတဲ့ပူစောတိအဖွဲ့ဝင်6ဦးကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာနောက်ထပ်ရဲတပ်ဖွဲ့တွေရောက်လာပြီးအဲ့ဒီပူစောတိအဖွဲ့တွေကိုဖမ်းဆီးတာတွေလုပ်ခဲ့တယ်လို့ အဲ့ဒီမှာအုပ်စုလိုက်တွေယုံရင်စံကတ်ဖြစ်နေကြပြီးဖြစ်တဲ့ကိစ္စကတော့အမျိုးသမီးကိစ္စနဲ့သူတို့အချင်းချင်းတိုက်ခိုက်တဲ့အထိဖြစ်နေကြတာလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အလားတူမေလ25ရက်နေ့ကလည်းကမာရုံမြို့နယ်ရဲစခန်းမှာပြူစောတိခေါင်းဆောင်အုပ်ချုပ်ရေးမှူးစီကလိုင်စင်မဲ့စံကဲကိုရဲတပ်ဖွဲ့ကနေဖမ်းဆီးလို့ဆိုပြီးပြူစောတိခေါင်းဆောင်တွေဖြစ်ကြတဲ့လှိုင်မြို့နယ်က6ရက်ကွယ်အုပ်ချုပ်ရေးမှူးစန်းထေ6ရက်ကွယ်အုပ်ချုပ်ရေးမှူးကျော်သူ7ရက်ကွယ်အုပ်ကြီးတန့်စင်ဦးနဲ့ပြူစောတိအဖွဲ့ဝင်အယောက်20လောက်က သူတို့ကိုတက်ဆင်ထားတဲ့တနတ်တွေနဲ့အတူကမာယုမြို့နယ်ရဲစခန်းကိုရောက်လာပြီးတော့ရဲတပ်ဖွဲ့နဲ့ပြူစော့တီအဖွဲ့တွေကြားပြစ်ခတ်မှုဖြစ်ပွားတဲ့အထိရုံရင်စံခတ်ဖြစ်ပေါ်ခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲဒီလိုဖြစ်စဉ်တွေမှာရဲတပ်ဖွဲ့တွေကအဲ့ဒီပြူစော့တီအဖွဲ့တွေကိုဖမ်းဆီးခဲ့ပြီးမဲ့ကမာယုမြို့နယ်နဲ့လှိုင်မြို့နယ်တို့မှာလုံခြုံရေးတာဝန်ယူထားတဲ့စစ်တပ်တာဝန်ရှိသူကပြူစော့တီတွေကိုပြန်လွှတ်ခိုင်းခဲ့တယ်လို့လည်းစစ်တပ်သတင်းရင်းမြစ်ကပြောထားသလိုဒေသခံပြည်သူတွေကလည်းပြောထားကြပြီးလက်ရှိရန်ကုန်မြို့မှာတော့အကြမ်းဖက်စစ်ကောင်စီက ခိုးဆိုးလူရက်ထောင်ထွက်လူမိုက်တွေကိုသူတို့စစ်တဲ့လက်အောက်ခံပြူစော့တီတွေအဖြစ်လက်သက်မွေးထားပြီးတော့တချို့ကိုလက်နက်ပါတက်ဆင်ပေးထားတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့အကြံဖက်စစ်ကောင်စီလက်အောက်ခံနန်းစီရီယံဝန်ထမ်းတွေကိုနိုင်ငံတော်ပုံကံမှုမှာပူးပေါင်းပါဝင်မှုအပါဝင်ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေကိုပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်ပါတယ်ဒါကြောင့်ဇော်လာ7ရက်နေ့ဖြစ်တဲ့မနေ့ကပဲအမျိုးသားညွန့်အစိုးရကပေးပို့လာတဲ့ အကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုပြည်တော်စုလွတ်တော် CRPH ကပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။အဲ့ဒီဥပဒေမှာဆန္ဒရှင်လက်အောက်ကနေရုံထွက်ပြီး CDM ပြုတ်လုလာတဲ့နိုင်ငံဝန်ထမ်းတွေရဲ့နိုင်ငံရေးခိုင်ချက်ကိုလေးစားတန်ဖိုးထားတဲ့အတွက် CDM နိုင်ငံဝန်ထမ်းတွေကိုလေးစားဂုဏ်ပြုအပ်တဲ့ဝန်ထမ်းကောင်းတွေအဖြစ်အတိမတ်ပြုမှုနဲ့ဂုဏ်ပြုချီးမြှင့်မှုတွေကိုထိတိယယောက်ဆောင်ရွက်ရမယ်လို့လည်းပြဋ္ဌာန်းထားပါတယ်။ဒါပေမဲ့ တဖက်ကအချမ်းဖက်စစ်ကောင်စီရန်ရကိုလက်ပတ်ပေးနေတဲ့စစ်တလောက်ခန်းနန်းစီဒီယံဝန်ထမ်းတွေကိုတော့စစ်ကောင်စီနဲ့အတူနိုင်ငံတော်ပုံကန့်မှုမှာပူးပေါင်းပါဝင်မှုအပါအဝင် ပုံမှန်များစွာနဲ့တရားစွဲအရေးယူမဲ့ဥပဒေကိုပြည်တော်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းလိုက်ပြီးအဲ့ဒီထဲမှာမှနန်းစီဒီယံဝန်ထမ်းတဦးတယောက်ဟာတော်လန်ရေးကိုအောင်မြင်အောင်ဆောင်ရွက်ပေးမှုတစုံတရာထိထိရောက်ရောက်ကူညီပေးခဲ့တဲ့အချက်လက်အထောက်အထားတွေရှိခဲ့ရင်တော့အဲ့ဒီဝန်ထမ်းကိုအရေးယူမှုကနေကင်းလွတ်ခွင့်ပေးမှာဖြစ်တယ်လို့လည်း CRPH ကပြဋ္ဌာန်းထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့စကိုင်းတိုင်းကရွှေဘုံမြို့နယ်ဆယ်ပင်ကျွန်းပြူစောတိခြေရွာကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တက်ခိုက်သိမ်းပိုက်မှုအတွေ့ပြူစောတိ16ဦးကိုအရှင်ဖမ်းမိထားတဲ့အပြင်တနက်ဆယ်လက်ကိုပါသိမ်းစီရရှိထားတယ်လို့ရွှေဘုံခိုင်ပီတီအမှတ်18တရင်တာဝန်ခံကိုနေမျိုးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ9ရက်နေ့ကပဲရွှေဘုံမြို့နယ်ဆယ်ပင်ကျွန်းပြူစောတိခြေရွာကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တက်ခိုက်ရမှာ15မိနစ်အတွင်းအဲ့ဒီပူစောတိစကန်တစ်ခုလုံးကိုတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲအတွင်း လူစော်တီ18ဦးကိုတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင်သူတို့စီကနေတနက်10လက်ကိုပါတော်လိုင်းတပ်တွေကသိမ်းဆီးရရှိခဲ့ပြီးလက်ရှိမှာတော့ဖမ်းဆီးရမိထားတဲ့လူစော်တီ18ဦးစလုံးကိုဆက်လက်စစ်ဆေးမှုတွေလုပ်နေသလိုအဲဒီလူစော်တီတွေထဲမှာပြည်သူတွေကိုတပ်ဖြတ်ခဲ့တဲ့သူတွေမိန်းကလေးငယ်တွေကိုမဒိန်ကျင့်ခဲ့တဲ့သူတွေလည်းပါနေတယ်လို့ရှီဘိုခိုင်ပီတီအက်မှတ်ဆက်ရှိတယင်းတာဝန်ခံကိုနေမျိုးကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ မြန်မာနိုင်ငံရဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာကင်ပီနယ်ဟာကော်တူးလီနိုင်ငံအဖြစ်မိမိတို့ကံကြမ္မာကိုမိမိတို့ကသာလင်းဖန်တီးစီမံအုပ်ချုပ်နိုင်ရမယ်ဆိုပြီးဂန်ယူဥက္ကဋ္ဌဘဒုဆော့ကွယ်ထူးဝင်းကပြောဆိုလိုက်ပါတယ်။ဒါကြောင့်ဒီကနေ့ဇွန်လ14ရက်နေ့မှာကြာရောက်တဲ့86နှစ်မြောက်ကော်တူးလီနေ့အဖြစ်ထုတ်ပြန်တဲ့မိခွန်းမှာဂန်ယူဥက္ကဋ္ဌဘဒုဆော့ကွယ်ထူးဝင်းကပြောသွားတာပါ။ကင်ပီနယ်မှာကင်မျိုးသားတော်လှန်ရေးလှုပ်ရှားမှုဟာကင်လူမျိုးတွေရဲ့ရည်မှန်းချက်နဲ့အိမ်မက်ဖြစ်တဲ့ကော်တူးလီနိုင်ငံထူထောင်ဖို့ဖြစ်ပြီး လက်ရှိမှာလဲ KNU ဟာမြန်မာနိုင်ငံကြီးတစ်ခုလုံးပြုတ်ပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေစာနာရှင်စန့်ကျင်ရေးအဖွဲ့အစည်းတွေနဲ့အတူတကွပူးပေါင်းပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ကြိုးပမ်းနေတယ်လို့နောင်လာမဲ့မြန်မာနိုင်ငံရဲ့အနာဂတ် Federal Democracy ပြည်ထောင်စုမှာ PNP နဲ့ဟာကော့တူလီနိုင်ငံအဖြစ်မိမိတို့ကံကြမ္မာကိုမိမိတို့ကတာလင်ဖန်တီးစီမံအုပ်ချုပ်နိုင်ရမယ်ဆိုပြီးရန်ယူဥက္ကဋ္ဌဘရူဆော့ကွယ်ထူးဝင်းကပြောဆိုတော့ပါတယ်ခင်ဗျာတဖက်မှာတော့ မန္တလေးမြို့ကအိုးပိုအချင်းထောင်မှာစေကူတာကွင့်မရမှုကြောင့်နိုင်ငံရေးအချင်းသူ CDM အလဲတန်းကြောင်းအုပ်ဒေါ်မြင့်မြတ်တန်းကွယ်လွန်သွားခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ရဲ့ကုတိုက်ထုံးဦးကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့မန္တလေးအိုးပိုအချင်းထောင်မှာမတရားပုံမှန်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးအချင်းချခံထားရတဲ့ CDM အလဲတန်းကြောင်းအုပ်ဆီယမကြီးဒေါ်မြင့်မြတ်တန်းဆိုသူဟာ TV ယောဂအခန်းရှိသူဖြစ်တဲ့အတွက်ဈေးဝါကူတာမှုတွေပုံမှန်လိုအပ်သူဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီမှာစီတန်အလေရန်ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်တန်းစုသူဟာအချင်းတောင်အတွင်းယောဂပြင်းထန်လာတဲ့အချိန်စစ်ကောင်စီလက်အောက်ခံထောက်အာဏာပိုင်တွေဘက်ကစစ်ကူတာကွင့်မပေးမှုကြောင့်မေလ9ရက်နေ့ကပဲကွယ်လွန်သွားခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းဦးကပြောထားပါတယ်အဲ့ဒီလိုအချင်းတောင်တွေတင်းမှာစစ်ကောင်စီရဲ့ထောက်အာဏာပိုင်တွေကအချင်းသူအချင်းသားဒရီကိုစစ်ကူတာကွင့်အချိန်မီမပေးတဲ့အတွက်အခု2025ခုနှစ်အစကနေလက်ရှိဇွန်လအထိ တည်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား၁၁ဦးအထိရှိလာပြီဖြစ်တယ်လို့လည်း BBNM ကထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းပတ်စစ်ကောင်စီကလုံခြုံရေးအထူးတင်းကျပ်ထားတဲ့ရန်ကုန်မြို့ကမင်္ဂလာတုံးမြို့နယ်မှာထောက်ကျန်လမ်းဆောင်လုံခြုံရေးဘန်ကာကနေထွက်လာတဲ့စစ်ကောင်စီတပ်သား၃ဦးကိုရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေကအသင့်ထောင်ထားတဲ့အဝေးထိမ်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်မှုအတွေ့စစ်သား၁ဦးကတော့နေရာမှာရင်ပြစ်လဲကြပြီးသေသွားတယ်လို့ Operation Flame တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ13ရက်နေ့ဖြစ်တဲ့မနေ့ကည7နာရီခွဲဝင်းကျင်လောက်မှာပဲ။ရန်ကုန်မြို့မင်္ဂလာတုံးမြို့နယ်ထောက်ကျန်လမ်းစုံလုံကြုံရေးဘဏ္ဍာမှာမြို့ပြတော်လိုင်းကြီးရဲဘော်တွေကအသင့်ထောင်ထားတဲ့အဝေးထိန်းပိုင်းနှလုံးကိုပေါက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီချိန်ဘဏ္ဍာထဲကနေစစ်ကောင်စီတပ်သား3ဦးထွက်လာတာကိုတေချာစောင့်မိတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်စကောင်စီတတသုံးဦးတဲ့ကစက်သားတအူးကတော့နေရာမှာရင်ပြစ်လဲကြပြီးသိသေးသွားတဲ့အကြောင်းကိုတိထားရတယ်လို့ Operation Flame တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပျော်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ